ရပိုင်းလိုင်းပေါ်မှာနာမည်ကြီးနေတဲ့ပန်ထွာဘရင်မချော့တယ်ပေါ့ဗျာနော်ပန်ထွာဘရင်မကပန်ထွာဘရင်မကနက်ဖြစ်တယ်အဲ့တော့ပန်ထွာဘရင်မနက်ကိုချော့တယ်ပေါ့ဗျာပန်ထွာဘရင်မကဒီမျိုးသမီးလေးကိုဝင်ပူးတဲ့ဗီဒီယိုဖိုင်လေးလိုင်းပေါ်မှာနာမည်ကြီးနေတယ်ကျွန်တော်တို့ဘာမှမပြောခင်အရင်ဆုံးကြည့်ကြရအောင်

ပြောကျင်တာလေးတခုတော့ရှိတယ်ဗျအဲ့တော့ဒီကိစ္စကဟာတာကြီးလို့ဖြစ်နေတာလိုင်းပုံမှာလည်းအကုန်လုံးဝိုင်းပြီးတော့လှောင်ပြောင်းဒီမိုးနေကြအဲ့တော့ဘေဒနိုးဘရင်မပန်ထရာဘရင်မကချိန်စာတွေနဲ့မကျွတ်မလွတ်ဖ ೇನೆ နှက်ဖြစ်သွားတယ်ပေါ့ဗျာနှက်ဖြစ်သွားတော့ကျွန်တော်တို့နှက်ချော့ကြတယ်နှက်ချော့တော့နှက်ကနေဝင်ပူးတယ်ပေါ့ပန်ထရာဘရင်မကြီးကဝင်ပူးတယ်ပေါ့ဝင်ပူးတော့တမိုင်းစာအုပ်ထဲကအတိုင်းပဲအမျက်နှာတိမျက်နှာသားတွေကဒီလိုပုံစံနေပေါ့ ခြေဆောင်မယ်လည်းညှိုးထိုးမယ်လက်စုငယ် miss grand သွားပြိုင်တယ်လို့ပေါ့ဗျာနော်အဲ့လိုပုံစံမျိုးတွေလိုက်တူပြီးတော့ပြတာပေါ့မှန်တယ်ဒါမျိုးကတော့ကျွန်တော်တို့ entertain အနေနဲ့ဖြော်ပြရေးအနေနဲ့ကျွန်တော်တို့လှုပ်လို့ရနိုင်တယ်ဒါပေမဲ့ဒီလိုမျိုးပန်ထရာပြင်မာကြီးဝင်ပူးတဲ့ပုံစံမျိုးလှုပ်ပြီးတော့ဒီလိုပေါ်ပေါ်ပဲပဲလှုပ်လိုက်ဖို့တော့မကောင်းလို့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်ကဟာသအနေနဲ့ကျွန်တော်မမြင်ဘူးနော်ဒီကိစ္စကိုကြည့်ကြည့်လိုက် ုံးရှာပြေလိုပါလေဒီနေ့ကနှလုံးသားလို့ဒီဘုံပြုတ်ကဘုံလာခဲ့ပြီဒီမှာတော့ပါလေပြေလို့ဒီတေတာရီဘာတာတာမျိုးဟုတ်ပါပြီရှင်းမတော်တော့ဒူတောင်းရရှိပါပြီချင်းတဲ့ပန်သွားမှကြည့်အောင်အဲ့တော့တကယ်ဟောဒီပန်ထွာဘယင်မကြီးကဝင်ပူးနိုင်ရဲ့လား ဒါတွေကတော့ကျွန်တော်တို့နားမလည်ဘူးကျွန်တော်တို့မသိတဲ့ဘိုင်းဖြစ်တဲ့အတွက်တီးတဲ့လူတွေလည်းကျွန်တော်တို့ကိုပြောပြပေးသွားလို့ရတယ်နော်လူမမဟုတ်ဘဲနဲ့ဖြောပြေးတက်တက်ပဲဖြောပြေးနေတာလားတီချန်တာတခုတော့ဒီဟာကပန်ထွာဘီမာကြီးဝင်ပူးနေတာပန်ထွာဘီမာကြီးချော့တယ်ဆိုပြီးတော့ဘိုင်းပေါ်မှာနာမည်ကြီးနေတာဒီပန်ထွာဘီမာဆိုတဲ့ကိစ္စကဗိတ်တနိုးဘီမာဆိုတဲ့ကိစ္စကကျွန်တော်တို့နိုင်ငံအတွက်တင့်တင့်တယ်တယ်နဲ့သမိုင်းကြောင်းခိုင်မာတဲ့အတိပဲရှိတဲ့သမိုင်းမျိုးဗျာ ဒါကိုပေါ်တော့တော့လုံးမပြင်းနဲ့။ဒီများနိုင်ငံကကြည့်ရင်လဲစောက်တလွဲတွေဖြစ်သွားမယ်။တင်သေးစရာအမြင်သေးစရာပုံစံမျိုးတွေမလုပ်ပြင်းနဲ့။ဒါကတင်းတင်းတယ်တယ်နဲ့တိကျတေကြတဲ့သမိုင်းကြောင်းနဲ့အစင်တန်းရှိရှိဖြစ်ရမယ်ကိစ္စမျိုးပဲ။ဒါမျိုးကဒီလိုပေါ်တော့တော့လုံးပြစ်လိုက်လို့မရအောင်။ကြိုင်မှာလက်သိရင်ကြောက်မဲ့တယ်လို့သာတယ်သူရဲ့အမှားတရားကိုမှတ်ရတာဆင်းပြေမနေဘူး ပန်ထွာဘယင်မကြီးကသူ့ဘဝတလျှောက်လုံးမှာသူ့ဘဝတသက်တာလုံးမှာဒီလိုမျိုးဒေါသတွေထွက်ပြီးတော့ဒုဒ္ဒဘောင်မင်းကြီးကိုဒေါသတွေထွက်ပြီးတော့ဒီလိုမျိုး မြားကြီးတွေခြေဆောင်လက်ညှိုးတွေထိုးတဲ့ကိစ္စကိုပဲသူလုပ်ခဲ့တာလားဗျာဒီဟာကိုပဲ focus ထားပြီးတော့ပဲလုပ်တော့မှာလားသူသာတကယ်ဝင်ပူးတယ်ဆိုတခြားပုံစံမျိုးတွေနဲ့ဥမာပျော့ပျော့ရွှင်ရွှင်ချော့မယ်ဒါမျိုးလည်းရှိနိုင်တာပဲလေကျွန်တော်ပြောတာဘာဖြစ်လို့ဒီလိုမျိုးဝမ်းချုံနေတဲ့ပုံကြီးနဲ့မျိုးလေကောင်မှာဝမ်းသွားနေလို့အိမ်နာမတွေ့တဲ့ပုံစံမျိုးကြီးနဲ့ဘာဖြစ်လို့ကန်ထရာဘင်မအကိုချော့တယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့တော့လာတော့ တော့ကြည်ရတွေ့ရတာဟာတာအီးအနေနဲ့ဖြစ်နေတယ်ပေါ်တော်တော်ကြီးဖြစ်နေတယ်ကျွန်တော်ပြောတာဒီလိုတမန်ကျောင်းခိုင်မာတဲ့တင်းတင်းတက်တက်အစင်တန်းရှိရှိဖြစ်ရမယ်တမန်ကျောင်းရှိတဲ့ကိစ္စမျိုးကဒီလိုမျိုး ပေါ်တော်တော်တွေလုတ်ပြတာမှားနေတယ်လို့ကျွန်တော်ကတော့ယူဆရတယ်နော်အဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာကလည်းဗျတမန်ကျောင်းခိုင်မာပြီးနော်လူတိများထင်ရှားပြီဆိုအကုန်လုံးနတ်လုတ်ပြတာပြီးရင်အကုန်လုံးကိုငကနာပေးပြီး တော့အကုန်လုံးဝင်ပူးပြတာအဲ့ဆောက်ချင်းတွေလည်းဖျောက်ကြအောင် ကုန်လုံးကနက်ပြစ်သွားတယ်လို့ဘယ်သူကလာပြောတော့တမိုင်းမှာနာမည်ရှိပြီးလူသိများထင်ရှားပြီးเนาะတမိုင်းကြောင်းလေးနည်းနည်းလေးဒူးဒူးဆန်းဆန်းဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဗမာလူမျိုးတွေကအကုန်နက်လို့ပြစ်တာအကုန်နက်ဖြစ်ကုန်ပြီးရင်ငကနာပွဲပေးပြီးကပြစ်ကုန်အဲ့တော့ပြီးခဲ့တဲ့နှစ်ကလေးတုန်းကဆိုငကားဗျာငကားငကားငကားအခုဒီဘက်နှစ်မှာကပန်ထွာဘရင်မလားမသိဘူးလို့တော့ အဲ့တော့တဲစုငိမ့်တို့ကနိုင်ငံတကာအလဲမှာပန်ထရာဘယင်မကဒါမျိုးပါကိုယ်နိုင်ငံမှာရှိတဲ့ဗိဒနိုးဘယင်မအေဂရစ်ဘယင်မတယောက်ရဲ့ဖန်ပန်အမူအရာမျိုးနဲ့နိုင်ငံတကာအလဲမှာဒါမျိုးပါဆိုပြီးတော့ကြွားကြွားဝင့်ဝင့်ပြခဲ့တာဗျာဂျန်နဲ့ကိစ္စတွေကိုကျွန်တော်မပြောဘူးနော်အဲ့လိုမျိုးပြခဲ့တာအဲ့လိုပုံရိပ်မျိုးရှိခဲ့တဲ့ဟာကိုဘလိုပုံစံမျိုးနဲ့လုတ်ပြတာပေါ်တော်တော်လုတ်ပြတာအပေါ်သားဆန်အောင်လုတ်ပြလိုက်တာလို့ကျွန်တော်ကတော့ယူဆတယ် တော့အရာရာတိုင်းကလက်ဖြစ်မနေဘူးဗျနော်အရာရာတိုင်းကိုဘာသာရေးတွေကိုဆွဲမသွင်းနဲ့အဖြစ်ပြက်အကုန်လုံးကိုကိုွယ်မူအောက်ကိုဆွဲသွင်းလိုက်ရင်အကုန်လုံးကစောက်တလွဲတွေဖြစ်ကုန်အောင်အဲ့တော့သူ့တမန်ရုံးတဲ့သူသူ့အဆင့်တန်းတဲ့သူတင်းတင်းတက်တက်ရှိရမယ်ကိစ္စမျိုးတွေနော်ဗိတ်တနိုးဘရင်မကြီးကလက်ဖြစ်နေပါတယ်ချိန်စာတွေနဲ့လက်ဖြစ်နေပါတယ်ဒါမျိုးဝင်ပူးပါတယ်ဆိုတော့အပေါ်သားဆန္ဒမျိုးမလုတ်ပြစ်နဲ့ဒါမျိုးကလုတ်မလုတ်ကောင်း နိုင်ငံရဲ့ဂုဏ်ယူစရာတမိုင်းကြောင်းအဖြစ်နဲ့ပဲရှိတဲ့နေအဲ့တော့တကယ်ဝင်ပူးလားမပူးလားတော့မသိဘူးဗျနော်တရုတ်ဆောင်သွားတဲ့ညီမလေးကတော့တော်တော်ကိုမူအပြည့်နဲ့သူတရုတ်ဆောင်သွားတယ်ကျွန်တော်ထင်ပါတယ်ဒါကတော့ဝင်ပူးနေတာမဟုတ်ပါဘူးဒါသူ့ရဲ့အမှုပညာလို့ပဲကျွန်တော်ကတော့မြင်ပါတယ်နော်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီး line ပေါ်မှာကဟာသမြင်နဲ့တွေ့ကြရတယ်နော်ဟာသမြင်နဲ့တွေ့ကြရတယ်ဟာသအမြင်နဲ့ကြည့်ကြရတယ်ကျွန်တော်ကတော့ဒါကိုဟာသလို့မထင်ဘူးဗျကျွန်တော်တို့ရဲ့အမွေအနှစ်တမိုင်းအမွေအနှစ်တစ်ခုတမိုင်းချောင်းတစ်ခု ိုင်ခိုင်မာမာရှိခဲ့တဲ့ဗိဒနိုးဘရင်မဧကရစ်ဘရင်မကျွန်တော်တို့နိုင်ငံရဲ့တင်းတင်းတက်တက်အစင်တန်းရှိရှိเนาะကျွန်တော်တို့တမျက်တနိုးနဲ့အမွေနှစ်တခုလို့ထားမယ်တမန်းကြောင်းတခုဗျာဒီလိုမျိုးစောက်ဘောထားတွေလုတ်ပစ်လိုက်တာတော့ဘလို့မှမကောင်းလို့ကျွန်တော်ကထင်တယ်ဖြစ်လဲမဖြစ်သင့်ဘူးဗျာအဲ့တော့နောက်ပိုင်းမှာငကနာပွဲတွေမှာပန်ထရာဘရင်မနဲ့ဆိုပြီးတော့ကကြတော့မယ်အိဗယ်မရှိတာတွေလုတ်ကြတော့မယ် ကျွန်တော်ကတော့ဒီကိစ္စကိုဟာသအနေနဲ့မထင်ပါဘူးเนาะဒါကတော့ဒီလိုမျိုးမလုပ်သင့်ဘူးဆိုတာကိုကျွန်တော်ကတော့ဒီနေရာကနေပြောပြလိုက်ပါတယ်เนาะဖြောပြေးလှုပ်ချင်တယ်ဆိုရင်ဖြောပြေးတက်တက်တာသွားပါနက်လို့လို့ကြက်လို့လို့ကြောင်းလို့လို့ကြားလို့လို့တော့သမိုင်းကြောင်းတစ်ခုကိုမပြတ်စီးပါနဲ့လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကျွန်တော်ပြည်သက်တွေလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကွန်မန့်မှာပြောသွားပေးခဲ့လို့ရပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ